အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါကျွန်တော်ကျော်စင်ဟိဖန်ရဲ့မိတ်ဆွေတို့အတွက်ဒီပတ်စာပေတင်စတင်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့29ရက်5လ2025မှာ4ရက်6လ2025ထိပဲဖြစ်ပါတယ်အခုဥစွာတနင်္ဂနွေသားသမီးတွေတနင်္ဂနွေသားသမီးတွေရဲ့ယင်းထဲမှာသွားရေးလာရေးနဲ့ပတ်သက်တဲ့ကိစ္စယင်းရထားကိုအကြောင်းပြုပြီးတော့အခက်အခဲကြုံမဲ့ကိစ္စအဲ့လိုဟာမျိုးတွေနဲ့ပတ်သက်တဲ့ပြီးအခုယင်းထဲမှာ အဆင်ပြေအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲအဆင်ပြေဖို့ချောမွေးဖို့တဦးနဲ့တူ စကားပြောဆိုတဲ့အခါမှာလဲဒေါသတန်ရန်လိုတန်နေမပါဘဲနဲ့အဆင်ပြေပြေရှေ့ဆက်နိုင်ဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါလေမျောလဲတောင်းတရည်ရွယ်ချက်ကကိုယ့်ရဲ့မိသားစုတွေတဝဲတပြားစီဖြစ်တဲ့ကိစ္စစီစီလုံးလုံးကြီးကြီးနားနားမရှိတဲ့ကိစ္စအပူပေါ်အပူဆင့်တဲ့ကိစ္စတွေအတွက်နောက်ထပ်နောက်ထပ်နောက်တစ်ချိန်ထပ်ပြီးတော့မကြုံအောင်အဆက်အစအရာရာအကောင်းဆုံးဖန်တီးဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာ မျောလင်ကြောင်းတာနေပါတယ်မမျောလင်ပဲတနင်္ဂနွေသားသမီးတွေဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ယောက်ျားကြီးတူတူယောက်ကနေပြီးကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့မိသားစုအတွက်အကောင်းဆုံးမမမမတ်ရက်တီပေးတာမျိုးအကူအညီပေးပေးတာမျိုးအဲ့လိုဟာမို့တွေကြုံတွေ့ရပါလိမ့်မယ်ဒီချိန်မှာတနင်္ဂနွေသားသမီးတွေမှာစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ ငယ်စဉ်တောင်ကြီးခလေးဘွားကတန်ရောစဉ်အဲ့တလို့အကြောင်းညာတွေကိုအကြောင်းပြူပြီးတော့စိတ်ညစ်စရာကြုံတွေ့ရတတ်တယ်။သူ့တို့ကငါကူညီတယ်ငါတို့ကလည်းသူ့ကူညီတယ်။အဲ့တော့အပြန်အလှန်ကူညီတဲ့ကိစ္စတွေကိုကိုယ်မှစိတ်ညစ်မှုတွေဖြစ်နေရတတ်တယ်ဒီချိန်မှာပေါ့နော်။ငယ်ရွယ်တဲ့တင်းတွေသားသမီးတွေရဲ့ကန်စာတာမှာချစ်ချင်းမေတ္တာတွေနဲ့ပတ်သက်ပြီးနှလုံးသားရေးရတွေနဲ့ပတ်သက်ပြီးမိမိနှလုံးသားကိုမိမိရက်ဆက်စွာစရိပ်ပြခြင်းနဲ့ နောက်ဆုံးမဲ့ရှေ့မတိုးဘူးရှေ့တိုးရင်ငါအရှက်တကွဲကျွန်းနေတယ်ဖြစ်မယ်ကျုံရမယ်အဲ့ဒီအတွက်ကြောင့်ကိုနှလုံးသားကဘလောက်ပဲချစ်ချစ်ဘလောက်ပဲတန်ရောစဉ်ကြီးကြီးမလုံတဲ့အရာတွေကိုငါမလုံဘူးငါ့ကိုငါထိန်းနိုင်အောင်စူးစားမှာပေါ့ဆိုတဲ့ပုံစံမျိုးတွေကြောင့်အခုကိုမှာအဲ့ဆုံးပြချက်တွေချရတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးဝမ်းနည်းစရာခံစားရတာခြေကွဲရတာမျိုးတွေဖြစ်တတ်တယ်။ဝင်ဝင်နဲ့ပတ်သက်ပြီးဒီချိန်မှာ ဲ့တော့နှလုံးသားနာနာနဲ့အလုံးလောက်ရတာမျိုးအဲ့ဒါလိုဟာမျိုးဖြစ်ရတတ်တယ်ကိုယ့်ရဲ့ဝင်ငွေအတွက်စိတ်ကြီးကြိုက်စရာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်အိမ်တော်ရှင်မိတ်ဆွေများအဖို့ကတော့တဦးနဲ့တဦးဒေါသတန်ရန်လိုတန်မပါဘဲနဲ့ပြည်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 ကောင်းကောင်းမွန်မွန်နဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်အဲ့တော့အရင်တော့ကကိုယ်ဆက်ဆံတဲ့ပုံစံမျိုးတွေအချိုးပြောင်းပြီးတော့ သူ့ဘက်ကလည်းထိန်းတယ်ကိုယ့်ဘက်ကလည်းထိန်းတယ်အဆင်ပြေပြေနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်ဝင်ငွေကောင်းနေတဲ့ပတ်သက်ပြီးလို့ရှင်လေကိုယ့်ရဲ့အိမ်တောင်ဘက်ကြောင့်ဝင်ငွေကောင်းတွေရရှိပါလိမ့်မယ်တဗျာထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအိမ်နေရာထိုင်ခင်းအတွက်ငွေကုန်ကြေးကျများမယ်နောက်ပြီးတော့ကိုယ်လောက်ကင်နေသောအလောက်ကင်အတွက်ရင်းနှီးမြှုပ်နှံရတာမျိုးတွေကြောင့်ငွေကုန်ကြေးကျများမယ်အဲ့ဒီနှစ်ခုငွေထွက်ပေါက်တွေကြုံရတတ်ပါတယ်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့တင်းငွေတွေသားသမီးတွေကတော့ ကြောက်ခဲလေးတွေရဲ့အနီးနားမှာရှားကြည့်ပါကြောက်စလေခဲကြောက်ခဲအတလို့ဟာမျိုးလေးတွေရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတုံတရားတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့မိုးကများထီးများကိုတန်ရှင်းလှုပ်ခြင်းအပြင်အညံ့တွေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်ဗျာကျွန်တော်ကျော်စင်ဖန်အဘဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 295 380 358ပဲဖြစ်ပါတယ် ကျွန်တော်မိတ်ဆွေရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူရဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်မိတ်ဆွေတနင်္လာသားသမီးပေါ့မင်္ဂလာပါတနင်္လာသားသမီးတွေအတွက်29ရက်5လ2025မှာ၄ရက်6လ2025ဒီပဲဖြစ်ပါတယ်တနင်္လာသားသမီးတွေရဲ့ယင်ထဲမှာပင်မမဲ့ကိစ္စ ဲ့ဒါလိုအကြောင်းအရာတွေအတွက်ကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်စိတ်ပင်ပန်းလူပင်ပန်းအဲ့ဒါလိုပင်ပန်းကြီးဆိုတာရက်တီရမှာအလုံးလုံးဝမှာစူးစမ်းရမယ်အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်ဘာကြောင့်စဉ်းစားတွေးတောတာလဲဆိုလို့ရှိရင်ခံနိုင်ရင်ရှိအောင်ကိုကိုကိုအဲ့တော့ဇွဲလုံးလာဝရိယတွေနဲ့ရှေ့ဆက်နိုင်ဖို့ကိုသူကစဉ်းစားတွေးတောတာမျောလဲတောင်းတရည်ရွယ်ချက်ကအနောက်ရက်ကင်းကင်းနဲ့ရှေ့ဆက်နိုင်ဖို့ နောက်တစ်ခုကမြေကိစ္စစာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြည်ပြည်လည်လည်ဖြစ်ဖို့စိတ်အနှောက်အယှက်ဖြစ်စရာတွေမကြုံအောင်စူးစမ်းဖန်တီးဖို့ဒါတနင်္လာသားသမီးတွေမှာမျှော်လင့်တောင်းတတဲ့အပြင်ကိုလှုပ်ဝက်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလှုပ်ဝက်စွာလှုပ်ကင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအဲ့တော့ဖော်ကောင်းတွေကြုံမှာအဲ့တော့တဦးတယောက်ကနေပြီးတော့အကောက်ကြံမှာမနာလိုခြင်းတွေပေါ်ထုတ်မှာအဲ့လိုဟာမျိုးတွေကိုလည်းဒါမဖြစ်ချင်းဘူးမကြုံချင်ဘူးဆိုပြီးတော့မျှော်လင့်တောင်းတနေတယ် မမျော်လင့်မဲ့ဘယ်လိုဟာမှုကြုံမလဲဘသူကြိုက်ကြမကြိုက်ကြရင်ငါကြိုက်တာငါလုပ်မယ်ဆိုတဲ့အတွေးမျိုးတွေဂျုံတွေးရတတ်တယ်အဲ့တော့အနောက်ရှက်ကိုလည်းအနောက်ရှက်မှမတိပဲနဲ့ချိုးမြိန်စွာရှေ့ဆက်ရတာမျိုးကျဉ်တ်နေတာမျိုးတွေဂျုံတွေးရလိမ့်မယ်အဲ့တော့မြေကိစ္စစာရွက်စာရမ်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းအားလုံးအကောင်းဆုံးဖြစ်ပြီလေလေအစိုးရရအကောင်းတွေဖြစ်လာပါလိမ့်မယ်လို့ပြထားပါတယ်စိတ်ညစ်စရာအနေနဲ့ကတော့ရက်ဝေးတနေရာကိုအကြောင်းပြုပြီးတော့ ကို့မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်တယ်။ကို့ကိစ္စမဟုတ်သူ့ကိစ္စကိုကွတွေးပြီးတော့ကိုနဲ့မဆိုင်ဘဲနဲ့စိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်။သူလောက်တာသူ့ကိစ္စသူများအကြောင်းဘာမှမစင်ရပါနဲ့။ကျွန်တော်ကတော့သူများအကြောင်းနေပြောမှပဆိုင်ရတဲ့ကောင်းမှာဘာကြောင့်လဲဆိုခမရဒီနေ့ထက်မှဘာဖြစ်မလဲ။နော်လာမယ့်နေ့မှာဘာဖြစ်မှာဟိုနောက်နေ့မှာဘာဖြစ်မှာကျွန်တော်ကသူများအကြောင်းတွေပြောမှာပတ်ဆိုင်ရတယ်ကောင်အဲ့တော့မိတ်ဆွေတို့ကသူများအကြောင်းတွေမပြောပါနဲ့အခုအကြောင်းကိုပြောပါဟုတ်ပြီနော်ကဲ ငယ်ရွယ်တဲ့တင်းလာသားသမီးတို့ရဲ့ကန်စာတာမှာအဝေးတနေရာကအဆက်အသွယ်ကောင်းတင်းကောင်းတွေရရှိပါလိမ့်မယ်ဗျာပညာရေးနဲ့ပတ်သက်လို့ရှင်လဲအကောင်းဆုံးဖန်တီးခွင့်စူးစမ်းခွင့်စိတ်ကူးစိတ်တန်းကောင်းတွေဂျုံပါလိမ့်မယ်ဗျာအခြေရေးနဲ့ပတ်သက်လို့ရှင်လဲတင်းကောင်းဆက်သွယ်ကောင်းတွေရရှိပါလိမ့်မယ်အဲ့တော့ကိုချစ်သူပျော်ရွှင်အောင်ကိုပျော်ရွှင်အောင်စသည်အားဖြင့်နှစ်ဦးနှစ်ဖက် အဲ့လိုဟာမျိုးတွေနဲ့နားလည်မှုတွေနဲ့ပျော်ရွှင်စရာကောင်းတဲ့ဘဝခရီးလမ်းစတင်ရနိုင်ပါတယ်တဲ့ဗျာကဲဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးကံကောင်းခြင်းတွေစုံပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့ကိုယ်မှရှိတဲ့ပတ်စံကိုမကုံအောင်မပြောက်ပြက်အောင်စီးပွားရေးနဲ့ပတ်သက်ပြီးတောင်းတင်းမှုခိုင်မာမှုမကြဆုံးအောင်စသည့်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့အိမ်အောင်ဘက်နဲ့တိုင်ပင်ရင်းတိုင်ပင်ရင်းနဲ့ သူ့စိတ်ကတစ်မျိုးကိုယ့်စိတ်ကတစ်မျိုးစိတ်ရင်းစိတ်ဆန္ဒအခက်မသိစရာတွေကြုံတွေ့ရတတ်တယ်အဲ့တော့ပြပြလေးလေးကောင်းကောင်းမွန်မွန်ညှိနှိုင်းလိုက်ပါအာအာအဲ့ဒါဆိုအားလုံးအစဉ်ပြေကောင်းမွန်သွားပါလိမ့်မယ်ဗျာဓိဝသနာပါတို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့တစ်ပင်တပင်ရဲ့အောက်ခြေနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့တနင်္လာသားသမီးများအတွက်ရေရရာကတော့ကိုယ်အိမ်မှာရှိသော အိတ်အဟောင်းအိုးအဟောင်းအဲ့ဒါလို့စသည်အပြင်အဲ့ဒါလို့အဟောင်းတွေရဲ့အစုပ်တွေရဲ့အပေါ်မှာဥပမာတနင်္လာသားသမီးနာမည်ဘယ်သူပေါ့နော်ငါမှရှိတယ်ဆိုအညံ့နေအားလုံးဒီအိတ်နဲ့တူဒီအိုးနဲ့တူတခါတည်းပတ်သွားစေဆိုပြီးတော့အဲ့ဒါကိုအမိုက်ပုံးလို့ရေမျောတာတို့တင့်တော်တဲ့နေရာကိုပြုတ်ပလိုက်ပါလောက်ရမဲ့အချိန်ကနေ့လယ်2နာရီလောက်လုပ်ရင်ပူကောင်းပါလိမ့်မယ်ဘယ်နေ့လုပ်လို့ရပါလဲအဲ့ဒါဆိုလို့ရှိရင်တနင်္လာသားသမီးတွေအညံ့နေအားလုံးပြေပြောက်ကောင်းမှုပြီးတိတိတတ်တာလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင် တင်းလာသားမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပေးရစေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39925380358ပဲဖြစ်ပါတယ်ကဲဒီလောက်ပါပဲเนาะအင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးများအတွက်29ရက်5လ2025မှာ4ရက်6လ2025ဒီပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ယင်းထဲမှာကန်ဆိုးတာတွေလာမှတွေးပြီးတော့စိုးရိမ်နေတယ်အဲ့တော့ ကိုယ်ကိုဒုက္ခကြီးကြီးမားမားဒုက္ခပေးမယ်အန္တရာယ်ကိုအကြောင်းပြုပြီးတော့အခုယင်ထဲမှာငါဘလို့ကြော်သွားရင်ကောင်းမလဲဘလို့ကြော်ပြန့်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်ကိုယ်စဉ်းစားတဲ့အတိုင်းဖြစ်မှာကိုလည်းအင်မတန်ပူပင်နေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကကိုယ်ဒုက္ခပေးတဲ့လူကိုကလက်စားချေဖို့လက်တုပ်ပြန်ဖို့အဲ့လိုအကြောင်းအရာတွေကိုစားလေဒီစိတ်သွားလေဒီစိတ်အိတ်လေဒီစိတ် ဲ့လိုအကြောင်းအရာတွေနဲ့ကို့မှာပြည့်နှင့်နေတတ်တယ်အဲ့တော့ဂလစားတောင်ခြေစရာမလိုပါဘူးသူ့စိတ်နဲ့သူသွားပါလိမ့်မယ်ဟုတ်ပြီနော်ကဲမမျော်လင့်မဲ့အင်္ဂါသားသမီးတွေဘယ်လိုဟာမို့ကြုံမလဲကိုလေးစားရသောဆရာသမားတဦးတယောက်ရဲ့အကြံဉာဏ်ပေးမှု၊ကူညီမှုကြောင့်ဘဝမှာအဆက်အစရာတိုးတက်ပြောင်းလဲမှုတွေကြုံပါလိမ့်မယ်။ကံကောင်းခြင်းတွေကြုံမယ်၊အန္တရာယ်ကင်းခြင်းတွေကြုံပါလိမ့်မယ်။စိတ်ချမ်းသာတရားတွေကြုံပါလိမ့်မယ်ဗျာ။ စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အစဉ်ပြေဖို့နောက်တစ်ချိန်ကြာကြာမဆုံးဖို့မကြာဆုံးဖို့အတွက်ကိုပဲကိုယ်မှစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကံစားတာမှာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းအကြံဉာဏ်ပေးတဲ့အတိုင်းအဆအဆရာစ조사ရင်းနဲ့ပဲအစဉ်ပြေကောင်းမွန်ပါလိမ့်မယ်တဲ့ဗျာကိုယ်သဘောနဲ့ကိုယ်လှုပ်ဆောင်သမျှအရာခက်သိမ်းကတော့အကုန်လုံးအစဉ်မပြေမှုတွေဖြစ်တတ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ် အိမ်တော်ရှင်မိတ်ဆွေများအတွက်ကတော့ကိုချစ်ရတဲ့သူတွေကိုဆုံးရှုံးရမှာဝေးကွာရမှာအဲ့လိုအကြောင်းအရာတွေကြောင့်ကိုမှာပူပင်တော့ကများတတ်တယ်အိမ်မက်တွေအတိုင်းစကားတွေအတိုင်းတကယ်တမ်းဖြစ်လာခဲ့ရင်ဆိုတဲ့ပူပင်တော့ကအဲ့လိုဟာမှုတစုံတရာကြောင့်ကိုမှာစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါလေအဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးအဲ့လိုစိုးရင်ပူပန်မှုတွေများနေရင်ကိုအိတ်တဲ့အိယာတန်ရှင်းရေးလုပ်မယ်အရက်ခင်းတွေလဲမယ်ခေါင်းအုံးစွတ်တွေမကြာခဏ ရှော်ပေးမယ်အဲ့ဒါလို့တန်တန်ပြပြန်လေးလှုပ်လိုက်ပါအဲ့ဒါဆိုလို့ရှင်အိမ်တော်ရေးနဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေကောင်းကောင်းသွားပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုယ့်ရဲ့အိမ်တော်ဘက်ကကျမ်းမာရေးကြောင့်အဲ့တော့မိသားစုရဲ့ကျမ်းမာရေးကြောင့်အဲ့ဒီနှစ်မျိုးစလုံးကြောင့်ငွေကုန်ကြေးကြများပါလိမ့်မယ်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့အဖြူရောင်ပန်းပွင့်တွေပွင့်တတ်သောအပင်တပင်ရဲ့အနီးနားမှာရှားကြည့်ပါ ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အားအနေနဲ့ကတော့ကိုအချိုက်ဆုံးဟင်းလျာများကိုသီလရှိသူယဟန်တန်ကစသည်အားဖြင့်အဲ့ဒါလို့ပုံကူကြီးများကိုစက္ကပ်လူတန်းချင်းကျွေးမွေးချင်းအလှူဒါနပြုချင်းအဲ့ဒါလို့ဆွန်လောင်ချင်းစသည်အားဖြင့်အဲ့ဒါလို့ဟာမျိုးတင့်တော်သလိုလုပ်ပြီးတော့ရည်ရည်လုပ်ကြည့်ပါအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတို့အားလုံးအဆက်အစပ်အရာကံကောင်းသွားမှာပေါ့ကဲအင်္ဂါသားသမီးအားလုံးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြုဝါပါစေလို့ န္ဒပြုမြေတာပို့ပါတယ်ကျွန်တော်ကျော်စင်ဟင်းဖန်ပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့တပတ်စာပေတင်တွေကိုကြည့်ရှုနေကြကုန်သောဗုဒ္ဓဘုရားသမီးအားလုံးမင်္ဂလာပါဗုဒ္ဓဘုရားသမီးများအတွက်29ရက်5လ2025မှာ၄ရက်6လ2025ဒီပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေတင်မေးဖို့စာရင်းပေးလို့ရပါတယ် ဗုဒ္ဓဘူသားသမီးတွေရဲ့ယင်ထဲမှာနဂါမန်းသိအောင်အမောက်ထောင်းပြခြင်းနဲ့ငါအကြောင်းသိမယ်ဟဲ့ဆိုတဲ့ပုံစံမျိုးအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကဗုဒ္ဓဘူသားသမီးတွေမှာမိသားစုလိုက်ဒီတဲ့ကောင်းတဲ့နေရာကိုရွှေပြောင်းဖို့နေထိုင်ဖို့သွားလာဖို့ရက်တည်ဖို့အဲ့လိုအကြောင်းအရာတွေကိုအခုယင်ထဲမှာမျောလင်းတောင်းတနေပါတယ်။မမျောလင်းမဲ့ဗုဒ္ဓဘူသားသမီးတွေဘယ်လိုဟာမှုချုပ်မလဲဆိုလို့ရှင်တော့ချို့ချံဖို့ချွေတာဖို့စုဆောင်ဖို့အလုံးနဲ့လက်နဲ့မပြတ်အောင်လောက်ကင်နိုင်ဖို့ အဲ့လိုမျိုးအကြောင်းအရာတွေကိုမြင်မြန်ဆန်းဆန်းဖန်တီးဖို့အတွက်ကိုအခုရင်ထဲမှာမမျှော်လင့်မဲ့အဲ့အတွေးမျိုးတွေရောက်လာတတ်တဲ့အဲ့ဒီဆုံးဖြတ်ချက်တွေချရတာမျိုးကြုံတွေ့ရပါလိမ့်မယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့အိမ်ဆောင်ရေးအတွက်အခြေရေးအတွက်စသည်အားဖြင့်အဲ့လိုနှမျိုးစလုံးအတွက်စိတ်ညစ်ပူပန်မှုတွေဖြစ်တဲ့အပြင်အမှုခင်းအချုပ်အနှောင်နဲ့ပတ်သက်တဲ့ပြဿနာအခက်အခဲတွေကိုလည်း ကိုယ်မှာစိတ်ညစ်ပူပန်ရပြန်ရောဆိုတဲ့ပုံစံမျိုးပုံတော်ဘူးသားသမီးတွေမှာကြုံဆုံ ဖြစ်ပေါ်ရတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်မှုတွေပိုတိုးလာတာမျိုး ဖြစ်တတ်ကြောင်းပါတယ်ဗျာငယ်ရွယ်တဲ့ပုံတော်ဘူးသားသမီးတွေကန်စာတာမှာနေရာထိုင်ခင်းကိုအကြောင်းပြုပြီးစိတ်တိုင်းမကြတာအဝိအထည်တွေကိုအသုံးဆောင်ပစ္စည်းတွေကိုစဉ်းစားရင်းနဲ့စိတ်တိုင်းမကြတာအဲ့ဒီပြဿနာနှစ်ခုကြောင့်ကိုယ်မှာအလိုလိုနေစိတ်မချမ်းမြေ့စရာတွေကြုံတွေ့ရတတ်ပါတယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်း ဲ့တော့အသက်ကြီးကြီးလူတူတူယောက်ကကူညီပံ့ပိုးမှုကြောင့်ဝင်ငွေတိုးပွားတာဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးရရှိတာမျိုးတွေကြုံပါလိမ့်မယ်လေဗျာအိမ်အောင်ရှင်မိတ်ဆွေများအဖို့ကတော့တဦးနဲ့တဦးသစ္စာမရှိခြင်းဂရိမတီခြင်းအဲ့လိုအကြောင်းအရာတွေကြောင့်ကို့မှာရင်ထဲမှာမျိုးသိရင်ဒေါသထွက်စရာတွေကြုံတွေ့ရတတ်တယ်ပြောလဲမပြောရဲဘူးဘာကြောင့်လဲပြောလိုက်ရင်မုန်းသွားမှာလေအဲ့အမုန်းတာတွေဝေးတာတွေမဖြစ်အောင်လို့ ကိုမှယင်ထဲမှာမျိုးသိပ်ပြီးတယောက်တည်းချိတ်ခံစားရတယ်ဖြစ်မျိုးကြုံတွေ့နိုင်ပါတဲ့ဗျအဲ့တော့အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးတာယာဖို့ဟေ့ဆိုလို့ရှင်တော့ပန်းကုံများကိုချိတ်ဆွဲခြင်းနောက်ပြီးတော့လှူဒန်းခြင်းအဲ့တလို့ဟာမှုတစ်ခုခုလုပ်ကြည့်ပါအဲ့ဒါဆိုရင်အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးတာယာခိုင်မြဲသွားပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးငွေကုန်ချေးကြများပါလိမ့်မယ်။အိမ်မွေးတိရစ္ဆာန်ကိုအကြောင်းပြုပြီးငွေကုန်ချေးကြများတဲ့အကြောင်းပါတဲ့ဗျာ။ ဒီဝသနာပါလို့ထီရိုးကျင်တဲ့မိတ်ဆွေတွေကတော့ညံညံသွေးမပြေဝါသောအယူများဤစကားများကိုအတိတ်ကောက်ချင်းတော့အားဖြင့်ကို့အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်။ညံနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရွယ်အနေနဲ့ကတော့အမှုအခင်းဖြစ်နေတဲ့သူသို့မဟုတ်တရားရုံးအနီးနားမှာလှူဒန်းတင်တာလှူဒန်းမယ်။လက်ဆောင်ပေးတင်တာပေးမယ်။ အဲ့အဲ့ဒီနားမှာတခုခုသွားပြီးတော့ငါဘာလုပ်ပြီးရင်ကောင်းမလဲဘာလူရင်ကောင်းမလဲဆိုပြီးတော့အဲ့အမှုခင်းဖြစ်နေတဲ့သူတွေကိုသွားပြီးတော့အကူအညီပေးကြည့်ပါအဲ့တော့အကူအညီပေးတယ်ဆိုတာလည်းပြဿနာမတက်အောင်ပေးနော်အဲ့မှာအဆောင်တွေရှိမယ်အဲ့ဒီအဆောင်တွေကိုကျွန်မဒီထဲမှာရှိနေတဲ့သူတွေကိုကျွန်တော်ဒီထဲမှာရှိနေတဲ့သူတွေကိုဒါလေးတွေလက်ဆောင်ပေးခြင်းနဲ့ဗျာကျွေးခြင်းနဲ့ဗျာအဲ့ဒါလေးတွေယူသွားပေးပါလို့ပြောလိုက်နော်အဲ့ဒီနေရာနဲ့ ရောက်သွားတာ ਨੇ ရပြီအဲ့ဒီတရားရုံးလိုနေရာမျိုးရက်ွက်ရုံးလိုနေရာမျိုးကိုသွားပြီးတော့ကျွေးမွေးခြင်းလှူဒန်းခြင်းလက်ဆောင်ပေးခြင်းအဲ့ဒီဥဒ္ဒါတစ်ခုခုလုပ်လိုက်ပါအဲ့ဒါဆိုရင်အားလုံးအခြေအနေကောင်းသွားပါလိမ့်မယ်ကဲဒီလောက်ပါပါဒီလောက်ပါပဲเนาะဘုဒ္ဓဘုရားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြေဝပါစေလို့ဆန္ဒပြု မြေတာပို့ပါတယ်ဗျာကျွန်တော်ကျော်စင်ဟိန်ဖန်အံပဲဖြစ်ပါတယ်ဂျာသာပရိသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပရိသားသမီးတွေအတွက် 29ရက်5လ2025မှာ4ရက်6လ2025ဒီပဲဖြစ်ပါတယ်။ကြာသာလေးသာသမီတွေရဲ့ယဉ်နှမ်းမှာလူပုံလေမှာ အောင်မြင်ဖို့ကြော်ကြားဖို့ထင်ပေါ်ဖို့မိษွေအပေါင်းအင်းကြားမှာကိုယ့်ဘက်ကအဆက်အစရာတာလွန်အောင်ကြိုးစားနိုင်ဖို့အကြောင်းအရာတွေကိုအခုယဉ်နှမ်းမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့စီစီယာရင်ထားနဲ့ပတ်သက်ပြီးအဆင်ပြေပြေဖြစ်ဖို့ နောက်တစ်ခုကငွေကြေးလုံးကြီးခဲကြီးရရှိဖို့အစဉ်ပြေပြေဘဝမှာသုံးစွဲနိုင်ဖို့အဲ့ဒါလို့စူဆောင်းနိုင်ဖို့စသည်အားဖြင့်အဲ့ဒါလို့အကြောင်းအရာတွေကိုအခုရင်ထဲမှာအကောင့်တွေဖော်ဖို့ကိုမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်ဘဲဘလို့ဟာမျိုးကြုံမလဲဆိုလို့ရှင်တော့အရာအလုံးကိုကြောခိုင်းပြီးစိတ်ချမ်းသာမဲ့အဖြစ်မျိုးတွေတိဆောက်ရတာဖန်တီးရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ပူပင်တော့ကဟုတမန်နားမထောင်ဘူးနော်ကိုယ့်ဘာကိုအေးချမ်းအောင်တိဆောက်မယ်ကိုယ့်ဘ ကိုကဘာလေးအေးချမ်းနေကျင်납ပြီဆိုတဲ့ပုံစံမျိုးအဲ့ဒါလိုအဖြစ်မျိုးတွေဆုံးဖြတ်ရတာရက်တီရတာလောက်ပိုင်ရတာကြုံပါလိမ့်မယ်အခုမမျော်လင့်မဲ့ဘယ်လိုဟာမို့ကြုံမလဲဆုံးဖြတ်ရံကြက်တဲ့နှစ်ခုနဲ့ရင်ဆိုင်ရတက်တယ်စိတ်ညစ်စရာနှစ်ခုပြဿနာနှစ်ခုစသည်အပြင်အဲ့နှစ်ခုနှစ်ခုနှစ်ခုအများရန်လို့လို့ဒီဒီတပတ်ထဲမှာကြုံတွေ့ရလိမ့်မယ်အဲ့ဒီအတွက်စိတ်ညစ်စရာတွေဖြစ်တတ်တယ်ငယ်ရွယ်တဲ့ကြာသာပြေးသားသမီးတို့ရဲ့ကန်စာတာမှာ စိတ်ညစ်စရာတွေကြုံမယ်ခေါင်းပူကောင်းရှုပ်ကြံစီသမျှလွဲချော်တာတွေကြုံမယ်အဲ့ဒီပြဿနာတွေရင်ဆိုင်ရမယ်ကြုံတွေ့ရနိုင်ပါတည်းဗျာအဲ့တော့အဲ့ဒီဟာတွေကလည်းကိုယ်မှဉာဏ်ကြီးပြီးသားဖြစ်တယ်ဉာဏ်ကြီးတယ်အုံနောက်ဉာဏ်ကြီးတယ်အတွေးခေါ်ရှိပြီးသားခဏလေးဆုံးဖြတ်ချက်မှိုင်သွားတာတွေ့ဝေသွားတာဆုံးဖြတ်ချက်မှားသွားတာလောက်ပဲရှိတယ်အဲ့တော့ပြီးပြီးသားပဲလုတ်တက်တယ်ဘာမှမပူနဲ့เนาะအဲ့တော့ အခြေရေးတွေနဲ့ပတ်သက်ပြီးလွဲချော်စရာတွေကြုံမယ်ကိုအထင်လွဲစရာတွေကြုံမယ်သူကလည်းကိုအထင်လွဲမယ်ကိုကလည်းသူ့အထင်လွဲမယ်အဲ့တော့တဦးနဲ့တဦးအထင်လွဲမှုတွေကြုံတွေ့ရပါလိမ့်မယ်ဣန်းအောင်ရှင်မိတ်ဆွေများအဖို့ကတော့ယောက်ျားနောက်ဆက်ကြုံတွေ့ရလိမ့်မယ်မိန်းမနောက်ဆက်ကြုံတွေ့ရနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဣန်းအောင်ရေးမှာဒေါသထွက်စရာစိတ်တူစရာအစင်မပြေမှုတွေကြုံတွေ့ရတတ်တယ်ရင်ထဲမှာချိန်ပြီးခံစားရတာ၄ပေါက်ကွဲထွက်သွားတဲ့ပုံစံမျိုးတွေကြုံတွေ့နိုင်တဲ့ဗျာကဲ ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းငွေကုန်ချေးကျများတဲ့အကြောင်းအရာတွေကသူများကြောင့်ငွေကုန်ချေးကျများပါလိမ့်မယ်ဆိုတဲ့ဗျာဒီဝသနာပါလို့ထီတိုးကျင်တဲ့မိတ်ဆွေတွေကတော့ထိုင်ကုန်တွေရဲ့အောက်မှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြောက်ပြီးခေါင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ကိုချစ်ခင်ရတဲ့သူများကိုငွေကြီးနဲ့ပတ်သက်တာတွေမုံဘိုးပေးတာလက်ဆောင်ပေးတာစသည်အားဖြင့် ဲ့လိုငွေကြီးအလူဒဏ္ဍတစ်ခုခုလုံးလိုက်ခြင်းအပြင်အညံ့တွေအလုံးပြေပြောက်ကောင်းမွန်ပြီးတိတိတသာကန်ထူးကြကောင်းမွန်သွားပါလိမ့်မယ်အ ਨੇ ဆုံး6000 6000အဲ့တော့360စသည်အားဖြင့်360အဲ့လိုဟာမျိုးလူတန်းကြီးပါတိတိတတာကိုအစာပေါင်းများစွာအစတရာမကပြန်ရပါလိမ့်မယ်ကဲဒီလောက်ပါပဲကြာသာပြေးသားသမီးမိတ်ဆွေများအားလုံးအရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလို့ဆန္ဒပြေးဝါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါရစေ ျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39255380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းကိုဆက်ပြီးတော့ပြည်တွင်မေးဖို့အမိစင်းပေးလို့ရပါတယ်တောက်ကြာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြာသားသမီးတွေအတွက်29ရက်5လ2025မှာ၄ရက်6လ2025ဒီပဲဖြစ်ပါတယ်တောက်ကြာသားသမီးတွေရဲ့ယင်ထဲမှာနေရထိုင်ခင်းကိုအကြောင်းပြုပြီးအကောင်းဆုံးအလှဆုံးအခမ်းအနားဆုံးဖြစ်အောင်လုပ်ဖို့အခုယင်ထဲမှာ အဲ့တော့အခမ်းအနားဆုံးမဖြစ်ရင်တော့မပဲတတ်တတ်ရရနဲ့ကောင်းကောင်းမွန်မွန်ဖြစ်အောင်ကြိုးစားဖို့ကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်။ခုဘဝနောင်ရေးအတွက်အောင်မြင်ဖို့ကြီးပွားဖို့ကိုလည်းဒီချိန်ကနေစတင်ပြီးတော့အကောင့်တွေပေါ်ဖို့အကြောင်းအရာတွေကိုလည်းစဉ်းစားတွေးတော်နေပါလေ။မျောလင်းတောင်းတရည်ရွယ်ချက်ကဒီတဲ့ကောင်းတဲ့နေရာကိုရွှေ့ပြောင်းဖို့သွာလာဖို့လက်ရှိမကောင်းတဲ့နေရာကိုစွန့်ခွာပြီးကောင်းတဲ့ဘက်ကိုအင်တိုင်းအားတိုင်းကြိုးစားဖို့လှုပ်ဖို့ကြိုင်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာမျောလင်းတောင်းတနေပါလေ။ ်မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံလဲပြဿနာတစုံတရာနဲ့ပတ်သက်ပြီးဘလို့မှမဖြေရှင်းတတ်တဲ့ပုံစံမျိုးအဲ့တော့တစ်ခုပြီးတစ်ခုစိတ်ညစ်စရာတွေလာတတ်တယ်ဒါကတောက်ကြသားသမီးတွေရဲ့အဖြစ်ပေါ့နော်အခုစိတ်ညစ်စရာနဲ့ပတ်သက်ပြီးနောက်ထပ်ပါလေရှိသေးလဲစူဆောင်းခြင်းနဲ့အကြောင်းအရာတွေမစူဆောင်းနိုင်တာမျိုးရှာဖွေသမျှအရာခတ်သိမ်းအောင်မြင်မှုနဲ့မေးမိန်တာမျိုးအဲ့ဒါလိုဟာမျိုးတွေကြုံတွေ့နိုင်ပါတဲ့ဗျအဲ့ဒီအတွက်ကြောင့်စိတ်ညစ်စရာတွေဖြစ်ပေါ်လာတတ်တယ် အဲ့တော့ဟိုအဖတ်မတည်မှာကိုစိတ်ညစ်တယ်နောက်ပြီးတော့အခွင့်အရေးကောင်းနေမရမှာကိုစိတ်ညစ်နေရတတ်တယ်အဲ့စိတ်ညစ်စရာနှစ်ခုကြုံတွေ့ရတတ်ပါတယ်ငယ်ရွယ်တဲ့တောက်ကြသားသမီးတို့ရဲ့ကန်စားတာမှာတဦးနဲ့တဦးစကားပြောတာရန်လိုတန်နေဒေါသတန်နေနဲ့ကြုံတွေ့ရနိုင်တဲ့ပြဿနာတွေဒီချိန်မှာကြီးထွားလာတာမျိုးကြုံတွေ့ရပါလိမ့်မယ်အခြေအနေတွေနဲ့ပတ်သက်လို့ရှင်လဲကံ ဆိုပြီးဆိုရင်စိတ်ညစ်စရာကြုံပြီးကြုံရင်းဆိုတဲ့ပုံစံမျိုးဖြစ်ပေါ်လာတတ်တယ်တဦးနဲ့တူစိတ်အခက်မတင်စရာတွေကြုံတွေ့ရနိုင်ပါတည်းဗျာအိမ်တော်ရှင်မိတ်ဆွေများဘူးကတော့အိမ်နီးနာချင်းဘေးပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုတွေကြီးပွားကြီးထွားလာတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဘေးပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါနောက်တစ်ခုကအိမ်မွေးတိရစ္ဆာန်အသေးတွေ အသေးပေါ့ဗျာအိမ်မွေးတလိဆန်သေးတာတို့ကျမ်းမာရေးညံ့တာတို့အဲ့ဒါလို့တခုခုကြုံပြီးဆိုတာနဲ့ကို့အိမ်မှာအဲ့ဒီကိစ္စတွေအားလုံးပပျောက်သွားပါလိမ့်မယ်နော်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ကျမ်းမာရေးဆိုတာကနာရာရှိအဲ့ဒါလို့ဟာမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောင်းငွေကုန်ချေကြများတတ်တဲ့ကုမီတာလူတွေမှာပေါ့နော် ชีวัฒนาบาลို့ถีโรจินะเมษွေတွေကတော့တလိษံနေနေလိနေတာရှိတော့တလိษံဆိုတာကခြေလေးချောင်းလဲရတယ်ခြေနှစ်ချောင်းလဲရတယ်အဲ့ဒါတလိษံပဲပေါ့အတောင်မှန်ပါတာလဲရတယ်အတောင်မှန်မပါတာလဲရတယ်အဲ့တော့အမွေးပါတာလဲရတယ်အမွေးမပါတာလဲရတယ်စသည်အားဖြင့်အဲ့ဒါလို့တလိษံနေရဲ့နေတတ်တော့အနီးနားမှာရှာကြည့်ပါအဲ့ဒီနေရာမှာ မိษွေအတွက်အကျိုးပေးသောကနုံကနန်းတစုံတရာတွေ့ရပါလိမ့်မယ်ဗျာကဲညံတာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ ကလေးများကိုချောကလက်လက်ဆောင်ပေးခြင်းအပြင်အညံ့တွေအလုံးပြေပြောက်ပြီးတိတိတတ်တလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားမီးများတွေဒီမှာပဲနေကုန်းချုပ်ပြရစီကျွန်တော်ကျော်စင်းဖန်အမဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းကိုဆက်ပြီးတော့ဗီဒီယိုမေးဖို့အမည်စင်းပေးလို့ရပါတယ်ဗျာ Viber ကလည်းဆက်သွယ်လို့ရပါတယ်ကဲဒီလောက်ပါပဲเนาะစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်29ရက်5လ2025မှာ 4ရက်6လ2025အထိပဲဖြစ်ပါတယ်။စနေသားသမီးတွေရဲ့ယင်ထဲမှာညအတိုင်းအိမ်မှာစူကြီးပူကြီးဖြစ်တဲ့ကိစ္စညအတိုင်းပြဿနာရှာတဲ့တဦးတယောက်ကြောင့်ကိုမအိမ်မှာနေခြင်းနဲ့စိတ်တောင်မှလက်ရှိနေရပတ်ဝန်းကျင်မှာဆက်လက်ရှင်သန်ဖို့တောင်မှကိုမဆိုးရွမိတာမျိုး ဖြစ်ပေါ်နေရတတ်ပါတယ်။အခုယင်ထဲမှာစဉ်းစားတွေးတော်နေတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကတော့အရင်တော့က အဆင်ပြေခဲ့တဲ့အကြောင်းအရာတွေကိုနောက်တစ်ကြော့ပြန်ပြီးလိုချင်တယ်။အရင်တုန်းကအပြုံးနေနောက်တစ်ချိန်ပြန်ပြီးမြင်ကျင်တယ်ဆိုတဲ့ပုံစံမျိုးဒါကိုရရင်ထဲမှာမျောလင့်တောင်းတနေပါတယ်။အဲ့တော့အရင်တော့ကကံကောင်းမှုတွေနောက်တစ်ကြော့ပြန်လဲကံကောင်းဖို့ကိုဖန်တီးဖို့ကိုဒါအခုကိုယ့်ရဲ့ရင်ထဲမှာမျောလဲတောင်းတနေပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39925380358ဖြစ်ပါတယ်မမျောလင်မဲ့ဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့အဝေးတနေရာကိုအကြောင်းပြုပြီးစွန့်စွန့်ဆဆသွားလာရတာလောက်ကန်ရတာစူးစမ်းရတာ အဆက်အသွယ်ကောင်းကြကြနာနာရရှိတာအဲ့ဒီချိန်ကနေစတင်ပြီးဘဝမှာအောင်မြင်မှုတိတိတသာတိုးတက်လာတာမျိုးကြုံတွေ့ရပါလိမ့်မယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ကိုယ်ကိုချုပ်ချယ်တယ်ပြဿနာရှာတယ်ကိုလှုပ်ချင်တိုင်းမလှုပ်ရဘူးကိုယ့်ရဲ့စိတ်ကူးတွေအတိုင်းအကောင့်တွေပေါ်ခွင့်မရတဲ့အတွက်ကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုဖြစ်ပေါ်နေရတတ်တယ်။ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတာမှာတလောကလုံးအံ့ဩတွားလောက်အောင်ထူးထူးခြားခြားပြောင်းလဲမှုတွေကြုံတွေ့ရလိမ့်မယ်။ ပတ်ဝန်းကျင်အားစားဟာကနေဟင်ကနေအဲ့လိုမျိုးဖြစ်သွားအောင်ထူကြပြောင်းလဲမှုကြုံမယ်အဲ့ဒါကလည်းရိုးရိုးတာမန်သူတွေကူညီတာမဟုတ်ဘူးဝိဇ္ဇာတွေသူတော်စင်တွေကဲ့သို့မျိုးအဲ့လိုမမြင်ရတဲ့အဆောင်ရှောက်တွေကကိုယ့်ကိုကူညီသွားတာပံ့ပိုးသွားတာမျိုးကြုံတွေ့ရပါလိမ့်မယ်ဒါကငယ်ရွယ်တဲ့သူတွေဖို့အဲ့တော့ဒီချိန်မှာ အခြေရေးတွေနဲ့ပတ်သက်ပြီးမမျော်မှန်းရဲတာမမျော်လင့်တာမတန်မရာဆိုတဲ့ပုံစံမျိုးတော့အပြောခံရတတ်တယ်။ဘာကြောင့်လဲကိုယ်ကံအရန်ကောင်းနေပြီကို့ ိမ်နောင်ရှင်မိတ်ဆွေများအဖို့ကတော့ဘေးကျန်နေကြအကျက်တဲတွေနဲ့ကြုံတွေ့ရတတ်တယ်။သူများတွေအိမ်နေတဲ့အချိန်မှာနားနေတဲ့အချိန်မှာကိုယ်မှာစိတ်ကောလူရောမနာနိုင်တဲ့ပုံစံမျိုးတွေနဲ့အတွေးတွေနဲ့ပလောင်စုနေတတ်တယ်။အဲ့တော့အိမ်ချိန်မှာအိမ်ပါနားချိန်မှာနားပါအဲ့တော့ဘာမှကြိုပြီးတော့အများကြီးမစင်စားပါနဲ့အခုအကောင်းဆုံးစဉ်းစားလိုက်ပါအကောင်းဆုံးဖန်တီးလိုက်ပါလှုပ်ရမယ့်အလုပ်ကိုအခုလှုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်စနေသားသမီးတွေအတွက်အကောင်းဆုံးဖြစ်သွားပါလိမ့်မယ် ကဲအဲ့တော့အိမ်တော်ရှင်စနေသားသီးမြအဖို့ကတော့အိယာရဲ့အောက်ဖက်အိယာရဲ့ဘေးပတ်ဝန်းကျင်ကိုတန်ရှင်းလုပ်လိုက်ပါအဲ့ဒါဆိုအိမ်တော်ရေးနဲ့ပတ်သက်ပြီးတိတိတသာထူကြကောင်းမွန်ပြောင်းလဲသွားပါလိမ့်မယ်ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုယ့်ရဲ့အိမ်တွင်ရေးအသုံးဆောင်ပစ္စည်းတွေကြောင့်ငွေကုန်ကြေးကျများပါလိမ့်မယ်တဲ့ဗျာဒီဝတ္တနာပါလို့ထီလို့ခြင်းတဲ့စနေသားသမီးများအဖို့ကတော့တိုင်ကြီးတွေရဲ့တိုင်ပေါ့နော်အိမ်မှာ အဆောက်အဦတွေမှာထည့်ထားတဲ့တိုင်းအိမ်မှာထည့်ထားတဲ့တိုင်းအသက်လိုဟာမိုးမှာရှာမယ်သို့မဟုတ်နံရံတွေမှာရှာကြည့်မယ်အဲ့လိုဟာမိုးရှာကြည့်ပါအဲ့တော့အဖြူတစ်ဖက်အမဲတစ်ဖက်အသက်လိုဟာမျိုးအဖြူလေးအမဲလေးအသက်လိုဟာမိုးရှိတဲ့အနီးနားမှာကျင်းတွေကိုပို့အတွက်အချိုးပေးသောကဏ္ဍတစုံတရာမြင်ပါလိမ့်မယ်ကဲဒီဝါသနာပါလို့ထီလို့ကျင်တဲ့မိတ်ဆွေများဖို့ကတော့အဲ့နံရံမှာရှာပါညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့အနေနဲ့ကတော့ ခยีသွားမဲ့သူကိုလမ်းစိစားစိထောက်ပံ့လူတန်းချင်းအားဖြင့်အညံ့နေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်စနေသားသမီးအားလုံးဒီမှာပဲညီကုန်းချုပ်ပါပြီကျွန်တော်မိတ်ဆွေစနေသားသမီးအရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြေဝပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ကျွန်တော်ကျော်စင်ဟိန်းဖန်ပဲဖြစ်ပါတယ်ကဲဒီလောက်ပါပဲเนาะ